စစ်ကောင်းဆောင်ဗိုလ်ချုပ်မင်းမြောင်လိုင်ရဲ့တရုတ်ခီးစင်မှာစစ်ဘက်ရာရှိငါးကိုလိုက်ပါသွားပြီးစစ်တပ်ရဲ့မျိုးဆက်ကူပြောင်းမှုအရေးအယောင်တွေကိုမြင်ခဲ့ကြရပါတယ်။စစ်ကောင်းဆောင်နဲ့အတူစစ်ဘက်ကဗိုလ်ချုပ်ကြီးရဲဝင်ဦးဗိုလ်ချုပ်ကြီးကျော်စွာလင်းဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ဆွေဗိုလ်ချုပ်စော်မင်းထွန်းနဲ့ဒုတိယဗိုလ်မှူးကြီးကျော်စောရဲတို့လိုက်ပါကွန်ကြားခဲ့ကြပါတယ်။အဲ့ဒီအထဲမှာသုံးဦးကတော့ထူကြပါတယ်။အဲ့ဒီသုံးဦးတည်းကဗိုလ်ချုပ်ကြီးကျော်စွာလင်းဟာနောက်မှာကာကွယ်ရေးချုပ်ဖြစ်လာဖို့ ရေပန်းစားနေသူဖြစ်ပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ဆွေကအရင်ကကိုရံတော်ဗိုလ်ချုပ်အခုကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ပါ။ဒုတိယဗိုလ်မှူးကြီးကျော်စောရဲကတော့စစ်ကောင်းဆောင်ရဲ့အနိကအကြံပေးတူဖြစ်ပါတယ်။ ISP မြန်မာရဲ့သူရတနာပြုလေ့လာချက်တွေအရအဲ့ဒီသုံးဦးစလုံးဟာစစ်တပ်ရဲ့စရုပ်ထမျိုးဆက်ထိတ်တန့်အရာရှိဖြစ်လာနိုင်သူတွေပါ။ သူတို့ကိုတရုတ်နိုင်ငံခေါ်သွားပြီးတရုတ်ခေါင်းဆောင်တွေနဲ့တွေ့ဆုံခြင်းမှာပွဲထုတ်ခဲ့ခြင်းဟာဆွေပြမျိုးပြမိတ်ဆက်ပေးတဲ့သဘောလို့ယူဆနိုင်ပါတယ်။အရင်တုန်းကလည်းဒီလိုဖြစ်စဉ်မျိုးတွေရှိခဲ့ဘူးပါတယ်။ဗိုလ်ချုပ်မှုရေးတန်းဆွေယာရုကမစွန့်ခင်တရုတ်ကိုသွားတဲ့ခီးစဉ်မှာအဲ့ဒီအချိန်ကဒုတိယဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကိုခေါ်သွားပြီးတရုတ်ခေါင်းဆောင်တွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။တရုတ်ခေါင်းဆောင်တွေနဲ့တွေ့ဆုံတာမျိုးလို့အရေးကြီးတဲ့ခီးစဉ်တွေမှာစစ်ခေါင်းဆောင်ကသူနဲ့အပတ်စဉ်များစွာကြွားဟတဲ့ဂျူနီယာဗိုလ်ချုပ်တွေကို ေါ်သွားတာပါဒါကိုကြည်ချင်းအဖြစ်ရွေးကောက်ပွဲအလွန်မှာစစ်ကောင်းဆောင်ကတက်ချုပ်ရာတို့ကိုမစွန့်ဘူးဆိုရင်တော့ဗိုလ်ချုပ်ကြီးကျော်စွာနဲ့ဥဆောင်တဲ့စရုဒ္ဓမျိုးဆက်တက်မတော်အရာရှိတွေရဲ့လုတ်ပိုင်ခွင့်နဲ့အခန်းကဏ္ဍတွေကျေပြန့်လာဖို့ရှိပါတယ်